အမေရိကန်နိုင်ငံကအသက်80ရရှိရဲ့ဒီဖိုးကြီးကသူ့ရဲ့အိမ်မှာမိမကသူ့ကိုအမြဲတမ်းပူကြီးပူကြီးပေါက်ပေါက်တွေဖောက်လို့သူ့ကိုသူထောင်ကြအောင်ဘန်မှာသွားပြီးတနတ်တိုက်ခဲ့တာဒီဖြစ်ရလေကတော့အမေရိကန်နိုင်ငံကဘန်တစ်ခုမှဒီဘန်ကလည်းရက်စကန်နဲ့နီးနီးလေးသူကဒီရက်စကန်နဲ့ညီတဲ့ဘန်အောင်မပြေးပြီးတော့တနတ်တိုက်တာသူကဘန်အောင်မသွားခင်စားတောင်းကြီးကြိုးပြီးတော့သူကညီတာဒီစားအောင်ပြီးပြီးတော့ဘန်အောင်သူကတက္ကသိုလ်တိုက်တာဘန်အောင်ဝင်ပြီးတော့ဘန်ကောင်တာမှရှိတဲ့တာဝန်နဲ့ညိုသမီးလေးကိုအဲ့စားကိုပေးလိုက်တာ ဒီစာမှာဗာရေးထားတယ်ဆိုတော့ငါမှတနက်ပါရင်မင်းငါ့ကိုအဆန်ပေးဒါမျိုးရေးထားတယ်။အဲ့ဒါနဲ့ဘာမှရှိတဲ့အဘဝန်နှမလေးကသူ့ကိုဒေါ်လာ3000ထုတ်ပေးလိုက်။ဒေါ်လာ3000ယူပြီးတော့ဒီလူကြီးကအခြားကနေလို့ဖွက်ပြေးမပေါ့။ဒီဘာမှရှိတဲ့အဲကခုံခုံမှာတွားပြီးအေးလူကိုထိုင်ဆောင်နေတယ်။တောင်းနေတော့ဘာနဲ့ရေစခန်းကမျိုးချက်ချင်းပဲရဲရောက်ချတော့တောက်ချလာပြီးတော့ခဏကတနာတိုက်ပါဘူးဘာမှလည်းလိုက်ရှာတယ်။အဲ့ဒါသူကထားပြီးတော့ မင်းတို့ရှာနေလို့ငါပဲတဲ့ကျော်ဒေါ်လာ၃တော့ငါခဏတော့ဘာတပတ်တိုက်တယ်ပတ်စားအဲ့ဒါရဲရဲချင်းချင်းမသူ့ဖမ်းပြီးခေါ်သွားလိုက်တာနောက်နေ့ကျတော့အမှုဖွင့်တရားရုံးတင်ပြီးစစ်ဆေးတော့ကျတော့တရားသူကြီးကမင်းဘာကြောင့်ခုလိုမျိုးဘောင်းတ냐တိုက်တာလဲပြီးရင်ဘာကြောင့်ရဲရဲအေးစေးဖမ်းခန့်တာငါရဲ့အိမ်မကငါ့ကိုမိမပူကြီးပူကြီးရမ်းလို့လို့ငါစိတ်ညစ်လို့ထောင်ထဲမှာအေးစေးနေချင်လို့ငါ့ကိုငါထောင်ကြအောင်ငါတ냐ထွက်တိုက်တာအဲ့ဒါနဲ့တရားသူကြီးကနေပြီးတော့ဟာဒီလူစိတ်မနှံ့အောင်လား ြီးရဲ့စေးစာတွေယူပဲစစ်ဆေးတော့ကြတော့ဒီလူကမကြခင်ကမှနှလုံးခွဲစေထားတာပြီးလို့ချင်းစိတ်ကြယောဂလည်းဖြစ်နေတဲ့လူတယောက်ဒီစိတ်ကြယောဂဘာကြောင့်ဖြစ်တာထင်အိမ်မှာသူ့ရဲ့မိမမိမပူကြည့်ပြီးလို့လို့ခုလိုမျိုးစိတ်ကြယောဂဖြစ်တော့အဲ့နဲ့တရားသူကြံနေရောကဲယောဂတဲ့တယောက်ခုလိုမျိုးနှလုံးခွဲစေထားမကြတဲ့လူတယောက်ကိုသူ့ကိုပြားပြီးပြမင်းချမှတ်လိုက်အဲ့ဒီမေကဒီလူအတွက်အရန်ကိုရက်ဆက်ကကြံအမေကတရားသူချမှတ်တယ်မင်းဘယ်လိုမျိုးလဲဆိုတော့သူ့ကိုအိမ်လေးချုပ်၆လား ိမ်ထဲမှာမနေချင်လို့မိမရဲ့ပူကြည်ဒါနဲ့ခါတော့အိမ်ထဲမှာမနေချင်စိတ်တွေရိုင်းညစ်လို့ထောင်ကြအောင်ဆိုတော့တောင်ထွက်ပြီးတော့တင်းတိုက်တဲ့လူအိမ်ထဲချုပ်ချောက်လာတဲ့အဲ့တရားသူကြီးရန်ရက်ဆက်ကကြာမင်းပါဒီအမိန့်ချမှတ်တဲ့တရားသူကြီးကအမျိုးသမီးလားမျိုးသားလားဆိုတော့ပြန်ပြီးတော့စုံစမ်းပါရမှာအမျိုးသမီးဆိုလို့ရှိရင်ဘလောက်မိမတွေပူကြည်ပြီးလောက်တဲ့ကြိုးယောက်ျားလှုပ်လိုက်လားဒါမှမဟုတ်အမျိုးသားဆိုလို့ရှိရင်တော်တော်ကိုရင်းစားတရားမရှိရတဲ့တရားသူကြီးလို့ပြောရမှာပါ ဒီအဖြစ်အမှန်လေးနဲ့ပတ်သက်ပြီးတော့အိမ်အောင်ကြာပြီးသားအမျိုးသမီးတော့အိမ်အောင်မကြာသေးတဲ့အမျိုးသားတွေရောအမျိုးသမီးအနေနဲ့အခုတော့ကြောက်ကိုပွားစီပွားစီလောက်ကလေး short အမျိုးသားရဲ့အနေနဲ့လည်းအခုလိုမျိုးလုံမယ်ဆိုလို့ရှိရင်ထီမီလုံထီမီမလုံတော့ကြတော့အခုလိုမျိုးအင်းရင်းချုပ်၆လသူနဲ့ဝေးချင်းလို့ဝေးရောက်ထွက်ပြေးပါလဲဆိုမှ AI နဲ့ပြန်ပြီးတော့အင်းရောပြန်ပို့လိုက်တာပန်ချက်ချင်းရောက်လာအင်းရင်းချုပ်၆လဘလုံးမထွက်လို့များတာဒီဖြစ်အမှန်လေးကိုကျွန်တော်ကပြန်ပြမြောက်ပေးတာဖြစ်ပါတယ်နောက်လာမယ့်အကြောင်းအသစ်တွေကိုသိရှိနေကျွန်တော်အကောင်လုံးကို follow လုပ်ပါပေးကြပါဦးကျေးဇူးများတယ်နော်